focus တွေကိုလေ့လာတဲ့ခါကျရင်တလုံးချင်းစီလေ့လာတာထက်ဒီလိုမျိုးအတွဲလိုက်လေးတွေလေ့လာတာပိုပြီးတော့ထိရောက်တယ်နော် speaking အတွက်ကောဒီ writing အတွက်ကောထိရောက်တယ်ဟုတ်ပြီဒီတစ်ခါတော့ဒီ adjective နဲ့ noun နဲ့တွဲထားတဲ့ collocations လေးတွေလေ့လာကြအောင်နော် ambitious ambitious အဓိပ္ပာယ်ကရည်ရည်မှန်ချက်ရည်မှန်ချက်ကြီးသောအဓိပ္ပာယ်ကရည်မှန်ချက်ကြီးတာပေါ့နော်ရည်မှန်ချက်ကြီးတဲ့လူဆိုရင် ambitious person အဲရည်မှန်ချက်ကြီးတဲ့လူပေါ့နော် ီမိုင်းချက်ကြီးတဲ့လူ talented talented အတိတ်ပဲကကြာတော့သူကအရေးချင်းရှိတော့ပေါ့နော်အဲအရေးအရေးအချင်းရှိတော့အရေးချင်းရှိတော့အဲ့လိုအတိတ်ပဲ talented artist အရေးချင်းရှိတဲ့အဲ artist နုပညာရှင်ပေါ့ intense intense အတိတ်ပဲကပြင်းထန်တော့ intend to intense 对不对？intend to fear 是教育目 i n t e n s e fear，intend to 教育目。strong strong 啥嘞？intend to 呗，喏，strong anger s t r o n i n t e n d to 多的，intend to 多的。past，哎，past 能 get 到啥？哎，啥？experience，experience，e s p 要让 e n c e x p e r i e n c e 啊，对就，啥？ အတွေ့အကြုံအဲ့လိုတွေပဲမျိုးနော်အတွေ့အကြုံရင်းကအတွေ့အကြုံ direct direct ဆိုတော့ diet diet လေရင်ခီးစင်ပေါ့နော်လေရင်ခီးစင် direct flight direct flight diet လေရင်ခီးစင် cold see all the cold are either either breeze b r e z e breeze ကလေပြင်းလင်းရင်အေတော့လေပြင်းလင်းအဲ့လိုတိပဲနော် r u j rough rough ဆိုကကြတော့ကြံတန်းတော့ကြံတန်းတာပေါ့ဗျာနော်ကြံတန်းတော့ပင်လေပေါ့ rough sea successful ဆိုရင်အောင်မြင်တော့ career career ဆိုကအလောက်ကိုင်းအောင်မြင်တော့အလောက်ကိုင်းအဲ့လိုမျိုးပြောနော်အောင်မြင်တဲ့အလောက်ကိုင်း successful career advanced advanced ့အတိတ်ပြီးကအစင်းမြင့်အစင်းမြင့်တင်ဒန်း advanced course rocks ဆိုတာကကျွန်တော်အစင်းအတိတ်ပဲ raw vegetable ဆိုရင်ဟင်းသီးဟင်းရအစင်းပေါ့အဲ့လိုအတိတ်ပဲမျိုးကိုပြောချင်တာဟင်းသီးဟင်းရကိုမပြုတ်ထားသေးဘူးမချက်ထားသေးဘူးအဲ့ဒါကို raw vegetables လို့ခေါ်ရနော် major problem major problem ဆိုကကြအဓိကပြဿနာပေါ့နော် major ဆိုအဓိကဖြစ်တော့ ဟုတ်ပြီပို့ပြီးမှတ်မိတော့နောက်တစ်ခေါက်လောက်ဆိုကြအောင်เนาะအတန်တော်လေးဒီခါလေးလိုက်မှမယ်เนาะ A M B I T I O U S ambitious, Ambit ambitious. Ambit person talented artist intense fear strong anger past experience direct flight cold breeze rough sea successful carrier advanced course raw vegetables major problem အဲဒီနေ့တော့ဒီ adverb ရဲ့ adjective ရဲ့တွဲထားတဲ့ collocations လေးတွေလေ့လာကြအောင်နော်ဟုတ်ပြီပထမတစ်ခုကပါလဲဆိုရင် totally raw totally totally ဆိုတာက adverb လုံးဝလုံးဝလို့တွေ့ပြရတယ် brown ဆိုတာက adjective လုံးဝမှားတယ်ပေါ့နော်လုံးဝမှားတော့ it's totally raw ဒါဆိုရင်ဒါလုံးဝမှားတယ်ဟုတ်ပြီ totally raw လုံးဝမှားတော့ extremely extremely ဆိုတာကအလုံး important ဆိုတာအရေးကြီးသော extremely important လုံးဝအရေးကြီးတယ်အလွန်အရေးကြီးတယ်ပေါ့နော်အလွန်အရေးကြီးသော highly recommended recommended ကကြတော့သူကညွှန်းလာအကြံပြုလာအဲထားပါတော့စားတော့ဆိုင်တဆိုင်အရန်စကောင်းလဲဆိုရင်လူတွေကိုပြန်ပြီးတော့မှဟလာညွှန်းကြတယ်လေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလုံးဝအကြံပြုထားတော့လုံးဝညွှန်းထားတော့ဆိုရင် highly recommended အဲ့လိုသိပြရရနော် အဲလုံးဝညွန်ထားတဲ့စားတော့ဆိုင်တစ်ဆိုင်ဆိုရင် a highly recommended restaurant အဲ့လိုပြောရနော် fairly fairly ဆိုတာကကြတော့အတော်အတန်လို့အဓိပ္ပာယ်ရတယ်အတော်အသင့်အတော်အသင့် easy ဆိုတာလွယ်ကူသောအတော်အသင့်လွယ်ကူသော quite ဆိုတာကတော်တော်လေးတော်တော်လေးလို့အဓိပ္ပာယ်ရတယ် quite ဆိုတာက quite good ဆိုရင်တော်တော်လေးကောင်းသော very ဆိုတာကကြတော့အလွန် very useful အလုံးအသုံးဝင်တော့အဲ့လိုတွေပဲเนาะ really really ဆိုတာကတကယ် really helpful ဆိုရင်တကယ်အထောက်အကူဖြစ်တော့ဗောနော် really helpful obviously တိတာထင်ရှားဆို obviously ဆိုရင်တိတိတတဗောနော်တိတိတတအဲ့လိုတွေပဲမျိုးတိတိတတ obviously obviously true ဆိုရင်တိတိတတမှန်ကန်တော့ completely completely c o m p l e t e l y -E, completely the lower lower i feel uh, i see false completely false lower model badly badly b a d l i -E, badly so ka so, wow, wow. so so wa wa lo de be ya no so so wa wa so so wa wa ji tha do badly written beautifully beautifully za la pa so la pa so decorated decorated za la sin tha do beautifully decorated la ba la sentado. How we put me do not hollow so Totally raw, extremely important, highly recommended, fairly easy, quite good, very useful, really helpful, obviously true, completely false, badly written, beautifully decorated. ဒီလိုမျိုးအတွဲစကလုံးတွေကို collocations <laughs> လို့ခေါ်တယ်။ collocations တွေအများကြီးရှိတယ်။ noun နဲ့ noun နဲ့တွဲတဲ့ collocations တွေရှိတယ်။ adjective noun adverb adjective ပြီး verb noun အဲ့လိုမျိုးပေါ့နော် collocations တွေအများကြီးရှိတယ်အဲ့လိုမျိုးအတွဲလိုက်တွေလေ့လာတာပို့ပြီးတော့ထိရောက်တယ်နော်ဟုတ်ပြီဒီနေ့ noun နဲ့ noun နဲ့တွဲထားတဲ့ collocations တွေအတူတူလေ့လာကြအောင်နော် weather weather ဆိုတာရာသီဥတု weather forecast forecast တို့ကကကြတော့သူကြိုတင်ခံမှန်းတာပေါ့နော် weather forecast ဒါဆိုရင်ရာသီဥတုကြိုတင်ခံမှန်းချက် customer 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 ဆိုရင်ဒါဖောက်တယ်ပေါ့နော် service အစီအဝင်စီ service ကဝန်ဆောင်မှု customer service အဲ့လိုတွဲပြီးလေ့လာမယ် customer service အဲ customer ဝန်ဆောင်မှုဖောက်တယ်ဝန်ဆောင်မှု weather forecast ရာသီဥတုကြိုတင်ခန့်မှန်းချက် security s e c u r i t y security security ဆိုရင်ဒါလုံခြုံရေးလုံခြုံမှုလုံခြုံရေး g u a r d guard သူအဆောက် security guard ဆိုရင်ဒါ nó, လုံခြုံရေးအဆောင်ပေါ့နော်ဟုတ်ပြီ exam 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 ဆိုကစာမပွဲ cả, e s u l -S, results, exam results ta eh? no? Ex là exam results ဒါဆိုရင်စာမပွဲရလတ်အောင်စင်းပေါ့နော် exam results khu, wording w e d d i n g wording wording ဆိုရင်ဒါမင်္ဂလာဆောင်တာပေါ့နော်မင်္ဂလာဆောင်ခြင်း C E R E M O N Y ceremony ceremony ဆိုအခမ်းအနား wedding ceremony မင်္ဂလာပွဲအခမ်းအနားအဲ့လိုပြောနော် bus bus ကစတော့ကမှတ်တာ bus stop bus ကမှတ်တာ i i ဆိုကမြေလုံး contact contact ဆိုကကြတော့အဆက်တွေ့တာဗောနော်ဒီနေရာမှာ noun အနေနဲ့သုံးပါ i contact thread တွေပဲမျိုးလုံးချင်းစုံတာပေါ့အဲ့လိုပြောရအောင်နော် i contact မျိုးလုံးချင်းတွေ့ဆုံမှုမျိုးလုံးချင်းစုံတာပေါ့နော် I c o n t a c t A L E I M alarm clock alarm clock แต่สิ่งนู้นจะนายก็เนาะ G R B G garbage 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 สวกันจะรออไม่ C N can จะดีเนี่ยมาปองอไม่ปง garbage can flight ticket flight ลิงลิงคีสิ ticket สก้าแล้วมา flight ticket สินดาลิงแล้วมา kitchen สวมีบูจอง sink สวกันแล้วสิแก gì lexicon kitchen sink language ဘာသာစကား skills ဆိုရင် language skills ဘာသာစကားဆိုရင် heart အရှိရဒီ heart là နှလုံး disease là yoga, heart disease yoga, sleeping pill p -i l l pills အစေ sleeping pills in the ac là ac ပေါ့နော် AC sleeping pills AC news ဆိုတာကတင်း report ဆိုတာကကြတော့အစီရင်ခံအစီရင်အစီရင်ခံမှုပေါ့နော်အစီရင်ခံတင်ပြမှု news report ဆိုရင်သတင်းအစီရင်ခံတင်ပြမှုပေါ့နော် news report fitness ဆိုတာကကြံ့ခိုင်မှုအဲ fitness ဆိုတာကြံ့ခိုင်တာကြံ့ခိုင်မှုပြောနော်ကြံ့ခိုင်မှု level ပေါ့ fitness level shopping ဈေးဝယ်ထွက်ခြင်း list စရင် shopping list sẽ so ဇီဝဲထွက်ရမယ်ဆိုရင် house key house là cái in key cái dot in dot house key ဆိုရင် in dot traffic là cái job jam traffic jam ဆိုတာရင်ကျော်ပိတ်ဆို့မှု bank account đó mà biết là bank account ပေါ့နော်အဲ့လိုပြောတာနော် bank bank account ဆိုရင် bank account student loan loan là cái chi ဆိုတာကချေးငွေ loan là chi ဆိုတာချေးငွေ student loan ဆိုရင် ကြောင်းသားချင်းငွေပေါ့ hair salon hair salon ဆိုရင်ဇပင်ညက်ဆိုင်ပေါ့အဲ့လိုအဓိပ္ပာယ်မျိုး hair salon ဇပင်ညက်ဆိုင် language barrier ဘာသာစကားအခက်ခဲဘာသာစကားအတားအဆီးပေါ့နော် language barrier b a r r i e barrier language barrier job offer job ဆိုတာအလုပ် offer ဆိုပေးတာအလုပ်ပေးအပ်မှု job offer ဟုတ်ပြီပို့ပြီးတော့မှတ်မိသွားအောင်ပြီးအတန်ရက်တွေတစ်ခါထပ်ပြီးလေ့လာကြည့်မယ်နော်အတူတူ 来修机门咯。Where the forecast, customer service, security guard, exam results, wedding ceremony, bus stop, eye contact, alarm clock, garbage can, flight ticket, kitchen sink, language skills, heart disease, sleeping pill, news report, fitness level shopping list, house key, traffic jam, bank account, student loan, hair salon, language barrier, job offer. And I'll be able to find all. And you just say, come on, yes, come on, everyone. I'll be able That's all for today. Thanks for watching. Bye bye.